္ဂလာညချမ်းလေးပါရှင်။နိုဝင်ဘာလ22ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့အင်ချူပီပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မုံရွာနမခါကထွက်လာတဲ့စစ်တပ်ရင်တန်းမန္တလေးမုံရွာလမ်းမိုက်မှာမိုင်းဆွဲတိုက်ခိုက်ခံရတဲ့သတင်း။ဤမြို့မှာစိုင်းကယ်ရီဖမ်းပြီးငွေတောင်းတွေကစစ်မှုရန်ကိုလည်းကိုမြင့်ဆောင်တွေကအဓိကထားပေါ်တာဆွဲနေတဲ့သတင်း။ ေကေပနယ်မြေအတွင်းအဆောက်အုံ196လုံးဖြိုချဖျက်ဆီးခဲ့ကြောင်းစစ်ကောင်မရှင်ထုတ်ပြန်တဲ့သတင်းနမောင်မြို့အဝင်မြောက်ဘက်လုံခြုံရေးခိတ်မိုင်းဆွဲတိုက်ခိုက်ခံရပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်အများအပြားထိခိုက်ဒေဆုံးမှုရှိတဲ့သတင်းမြဝတီမှာရေစင်းကူးတဲ့အမျိုးသား၄ဦးပျောက်ဆုံးနေက9ရက်ကျော်တဲ့အထိရှာမတွေ့သေးတဲ့တဲ့။ပေါင်းမျိုးနယ်နဲ့မြိုင်မျိုးနယ်ကြားစစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းရဲတပ်တွေကတိုက်ခိုက်ခဲ့ပြီး စစ်သား၃ဦးကိုအရှင်ဖမ်းဆီးရမိတဲ့တဲ့င်တိန်းထောင်ချီတန်းအလေးချိန်85ဘိတ်သာရှိတဲ့ကြေးခေါင်းလောင်ကြီးပျောက်ဆုံးနေတဲ့တဲ့င်စစ်ကောင်မရှင်ပြောခွင့်ရသူကတရုတ်နိုင်ငံရဲ့ One China Policy အပေါ်မြန်မာနိုင်ငံကအမြဲထောက်ခံလျက်ရှိကြောင်းပြောတဲ့တဲ့င်ထရန်နဲ့နယူးယောက်မြို့တော်ဝင်တဲ့မန်ဒါနီတို့တွေ့ဆုံတဲ့တဲ့င်အစားရှိတဲ့တဲ့င်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ ထမဆုံးသတင်းတပုတ်အနေနဲ့မုံရွာနမခခထွက်လာတဲ့စစ်တပ်ရင်တန်းမန္တလေးမုံရွာလမ်းမိုက်မှာမိုင်းဆွဲတိုက်ခိုက်ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာထွက်လာတဲ့စစ်ကော်မရှင်ရင်တန်းကိုမုံရွာမန္တလေးလမ်းမိုက်မှာမိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့မုံရွာခရိုင်အမတ်လေးတရင်ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါရယ်။နိုဝင်ဘာလ20ရက်နေ့ကမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထွက်လာတဲ့စစ်တပ်ရင်တန်းဟာမူပင်ဂိတ်ကိုဝင်ရောက်ပြီးနောက်မုံရွာမန္တလေးလမ်းမိုက်ကိုထွက်လာစဉ် တော်လိုင်းရေးတပေါင်းစုတွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးအထိကအကြဆုံးကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျ။အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကထွက်လာတဲ့ရင်းနှန်းကိုမိုင်းဆွဲတိုက်တာအထိကအကြဆုံးတော့ရှိနိုင်တယ်။အတိအကျမသိရသေးတာပဲရှိတယ်လို့တော်လိုင်းရေးနဲ့နှိစက်သူတို့ကမြို့တော်ကိုပြောပါဗျ။အဆိုပါတိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးတပ်ခွဲနေငါးမြင်းဆောင်ကွန်မန်ဒိုဖို့စ်တပ်ခွဲလေးငါးမြင်းဆောင်တီချာဖို့စ်နဲ့မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တရင်28တက်ခွဲငားမြင်းဆောင်ကွန်မန်ဒိုဖို့စ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်အဆိုပါမုံရမန္တလေးလမ်းမိုက်မှာစစ်ကောင်မရှင်နဲ့ထိတွေ့တိုက်ပွဲတွေမကြာခဏဖြစ်လာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့စစ်တပ်ရင်နန်းတွေနဲ့ကံမလိုက်ဖို့မုံရခရိုင်အမှတ်လေးတရင်ကသတိပေးပြောဆိုထားပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ပြည်မျိုးမှာစိုင်းငယ်တွေဖမ်းပြီးငွေတောင်းတွေကစစ်မှုရန်ကိုလည်းကိုမျိုးဆောင်တွေကိုအဓိကထားပေါ်တာဆွဲနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ။ပဲခူးတိုင်းပြည်မျိုးမှာကုရက်ထဲဆိုင်ကယ်ဖမ်းဆီးမှုတွေခက်စိတ်စိတ်လှုပ်လာကငွေတောင်းတာတွေလည်းပိုလုံနေပြီးပြည်မျိုးပေါ်ကလမ်းတွေမှာရေးဆွဲထားတဲ့မြင်းဝါတွေကမမောင်းလို့ဆိုကအိုးဝေသမားတချို့ကိုလည်းဖမ်းထားတယ်လို့သိရပါဗျ။နိုဝင်ဘာလ22ရက်ဒီကနေ့မနက်ပိုင်းမှာပြည်မျိုးဗိုလ်ချုပ်လမ်းပေါ်မှာပြေးဆွဲနေတဲ့အိုးဝေ၃စီးကိုမြင်းဝါတွေကမမောင်းလို့ဆိုပြီးတရားရုံးထိ ခေါ်သွားကဒဏ်ငွေဆောင်ခိုင်းတယ်လို့သိရပါဗျ။တော်တော်များများကဆိုင်ငယ်တွေအတွက်ပဲမောင်းဖို့မြင်းဝါဆွဲထားတယ်လို့ထင်ထားတာပါ။ ခုအဖမ်းခံရတဲ့သူတွေကပြည်မျိုးခံတွေမဟုတ်ကြဘူးတခြားကလာတဲ့အိုးဝေသမားတွေပါခုကစံပြအနေနဲ့တရားရုံးခေါ်ပြီးဒဏ်ငွေဆောင်ခိုင်းတာလို့ကြားတယ်လို့ဒေသခံတူကပြောပါတယ်ဒါအပြင်ပြည်မျိုးနယ်ထဲမှာဆိုင်ငယ်စည်းလူငယ်တချို့ကိုလည်းတားဆီးစစ်ဆေးနေပြီးနယ်ကလာတဲ့သူတွေဆိုစစ်မှုတန်းမှုတခါတည်းဖမ်းဆီးက959တက်ထဲတခါတည်းပို့တယ်လို့သိရပါတယ်ဒီအဝင်လန်းဆောင်နဲ့ကမ္မလန်းဝဲတွေမှာပြီးခဲ့တဲ့ရက်ကအစွဲခံရတာတွေရှိတယ်။အကုန်လုံးလူငယ်တွေကိုအဓိကပြစ်မှတ်ထားတာ ဆိုင်ကယ်လိုင်စင်စစ်တလို့လို့နဲ့မပုံတင်တွေစစ်ပြီးကိုမြင်ဆောင်ပမနာနိုင်နဲ့ကိုမြင်ဆောင်တွေကဆိုရင်တန်းဆွဲထားတာအခြားရှစ်မြင်ဆောင်တွေတစ်ဆယ်မြင်ဆောင်တွေဆိုရင်ပေါ်တာမဆွဲဘူးပကိုးတိုင်းတွေကဆိုရင်တန်းဆွဲလိုက်တော့တာကြီးမငွေနဲ့လိုက်ရွေးရတာတရာ350ကျော်ပေါက်တယ်လို့ဒေသခံတအူးကပြောပါတယ်စစ်ကောင်မရှင်ကကူရက်ထဲပေါ်တာဆွဲပြီးငွေရှာနေကလူပွဲစားတွေနဲ့ချိတ်ဆက်အစားထိုးလူလဲပေးရတွေအပြင် ဆိုင်ကယ်လိုင်စင်ဖမ်းငွေတောင်းတာတွေရခင်ကထပ်ပုံမလုံးဆောင်လာတယ်လို့သိရှိရပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့ကကေပနယ်မြေအတွင်းအဆောက်အုံ196လုံးဖြိုချပျက်စီးခဲ့ကြောင်းစစ်ကော်မရှင်ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကိုအများဆုံးလုပ်ကိုင်နေကြတဲ့မြောက်ရီမေထော်တလေးကကေပနယ်မြေအတွင်းရှိတရားမဝင်အဆောက်အုံ635လုံးရှိတဲ့အနက်နိုဝင်ဘာလ22ရက်က14လုံးဖြိုချပျက်စီးခဲ့ရာ စုစုပေါင်းအဆောက်အုံ196လုံးကိုစနစ်တကျဖျိုးချဖျက်ဆီးခဲ့တယ်လို့စစ်ကောင်မရှင်ဘက်ကသတင်းထုတ်ပြန်လာပါတယ်။အွန်လိုင်းလိမ်လည်လောင်းစားမှုတွေကိုအများဆုံးအခြေချလုပ်ကင်လျက်ရှိတယ်။ရွှေကုတ်ကိုနယ်မြေနဲ့ကေကေပနယ်မြေတွေမှာစစ်ကောင်မရှင်အနေနဲ့အဖွဲ့ဆောင်ပါဝင်တဲ့ပူပေါင်းစစ်စင်ရေးအဖွဲ့တွေနဲ့ဝင်ရောက်ရှင်းလင်းတာတွေတရားမဝင်အဆောက်အုံတွေကိုဖျိုးချဖျက်ဆီးတာတွေလှုံ့ဆော်ပြနေတာဖြစ်ပါတယ်။ပထမတော့ကေကေပတခုထဲမှာပဲကြားဖြန့်ကိုနှိမ်နင်းနေပါတယ်ဆိုတဲ့သဘောမျိုးရုပ်ရှင်ရိုက်ပြနေတာ။ အခုတော့အမေရိကန်ကကြားဖြတ်နိုင်နေရေးအဖွဲ့ဖွဲ့လိုက်တော့တခြားနေရာတွေမှာပါရုပ်ရှင်ရိုက်ပြနေရတာပေါ့အခုနေရာတွေအပြင်ကြောက်ခတ်ဘက်ကိုပါဆက်လုံမဲ့သဘောရှိမယ်ထိုင်းသတင်းဌာနတွေမှာအဲ့ဒီနေရာတွေကိုပါကြားဖြတ်နေရတွေလို့သတင်းတင်ဆက်တာတွေတွေ့လာရလို့ပြလို့စီရီယာအရာရှိတဦးကမြို့တော်ကိုပြောပါတယ်စစ်ကောင်မရှင်ဘက်ကတော့ KK ပမှာကြန့်ရှိနေသေးတဲ့တရားမဝင်အဆောက်အုံတွေကိုလည်းဆက်လက်ဖြိုချဖျက်ဆီးနေကြထိုင်းနိုင်ငံအပါအဝင်အိန္ဒိယနိုင်ငံအချို့ကိုတဆင့်ခံဖျက်ဆီးပြီး ထွေကုတ်ကိုနေမြေတွင်အွန်လိုင်းလိမ်လည်မှုနဲ့လောင်းကစားမှုတွေကျူးလွန်ခဲ့တာထွက်ပြေးတိမ်းရှောင်ပုံအောင်နေထိုင်နေကြတယ်။ပြည်ပနိုင်ငံသား352ဦးကိုလည်းနိုဝင်ဘာလ21ရက်နေ့မှာထပ်မံစစ်စေဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားတာကိုတွေ့ရပါဗျ။ဒါအပြင်ကေကေပနေမြေမှာဇန်နဝါရီလ30ရက်ကနေနိုဝင်ဘာလအထိတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား1000ကျော်ကိုစစ်စေဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တယ်လို့စစ်ကောင်မရှင်လာအောက်ခံလာဝကကထုတ်ပြန်ချက်တွေမှာတွေ့ရပြီး မြန်မာထိုင်းနယ်စပ်အနီးရှိကကေပနေရာကိုအမျိုးသားရေးတာဝန်တရအနေနဲ့အပြီးအပြတ်ရှင်းလင်းဆောင်ရွက်သွားမယ်လို့စစ်ကောင်းဆောင်ကလည်းပြောဆိုထားကြောင်းစစ်ကော်မရှင်ဝါရဖြန့်မီဒီယာတွေမှာဖော်ပြနေကြပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နမောင်မြို့အဝင်မြောက်ဘက်လုံကြုံရေးဂိတ်မိုင်းဆွဲတိုက်ခိုက်ခံရပြီးစစ်တပ်တပ်ဖွဲ့ဝင်တွေထိခိုက်ဒေဆုံးမှုရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းနမောင်မြို့နယ်ကစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနေထိုင်တဲ့နမောင်မြို့အဝင်မြောက်ဘက်ဂိတ် မိုင်းထောင်ဖောက်ခွဲခံရပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးမှုရှိတယ်လို့ People Defense Organization နှမောက်ကသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ22ရက်နေ့မနက်က6နာရီခွဲအချိန်ကကနှမောက်မြို့မြောက်ဘက်ရှိစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ gate ကိုနှမောက်မြို့နယ်ပကဖားကမိုင်းထောင်ဖောက်ခွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။အရိပါဂိမ်းမာက လာသမယာဆိုင်ကကားအကုန်လုံးတားပြီးငွေကောက်ခံတာတွေလုပ်တယ်။ဂျွာကဈေးဝယ်ကားလာတာနဲ့လူငယ်တွေပါတယ်ဆိုပြီးဖမ်းပြီးငွေညစ်တာ ်ဆက်ကြေးကောက်တဲ့ဂိတ်လိုကိုဖြစ်နေတာမိုင်းထောင်ခွဲတာဆိုတော့အထီးကအသေးဆုံးတော့ရှိတယ်အတိအကျတော့မသိရသေးဘူးလို့တော်လန်ရေးနဲ့နှိစက်သူတူကပြောပါရယ်ဒါအပြင်တော်လန်ရေးတပ်ဖွဲ့တွေအနေနဲ့ပြည်သူတွေရဲ့လုံခြုံရေးကိုငှက်ညာတာကြောင့်သတင်းတွေကိုနောက်ကျမှထုတ်ပြန်ရတာဖြစ်ပြီးယခုတိုက်ပွဲမှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်အထီးကအကြဆုံးရှိပြီးလူဦးရေအတိအကျကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ People Defense Organization နှစ်မောက်ကသတင်းထုတ်ပြန်ထားပါရယ်ဒါအပြင်ပြီးခဲ့တဲ့ຫນွေမာလာစနေရနေ့ကလည်း နမောက်အရှိဘတ်ချန်းဂွေရောက်ကုန်းရွာကထွက်လာတဲ့စစ်ကြောင်းကိုနမောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့နမောက်ပကဖားတို့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေအထူးခအကြအဆုံးရှိပြီးစစ်ကူတွေရောက်ရှိလာလို့ပြန်လည်ဆုတ်ခွာခဲ့ရပြီးတော်လိုင်းရေးတပ်ဖွဲ့ဘက်ကတော့အထူးခအကြအဆုံးမရှိဘူးလို့လည်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြောက်ရီမှာရေစင်းကူးတဲ့အမျိုးသားလေးဦးပျောက်ဆုံးနေက၅ရက်ကျော်ကြာတဲ့အထိရှာမတွေ့သေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ကရင်ပြည်နယ်မြောက်ရီမြို့အမှတ်9ရပ်ကွက်ချောင်းဆောင်တရာအနီးမှာရေစင်းကူရင်အမျိုးသား၄ဦးပျောက်ဆုံးနေတယ်လို့သိရပါဗျ။နိုဝင်ဘာလ18ရက်နေ့ကအရက်သေးစာတောက်စားထားပုံရတဲ့လူငယ်၃ဦးကရေကူးပြိုင်ကြရင်လူငယ်၁ဦးရေနစ်သွားတာကို တွေ့ရပြီးရေကူးနေသူတွေကိုအတူပါလူငယ်၁ဦးကဗီဒီယိုမှတ်တမ်းတင်ရိုက်ကူးပေးတဲ့ရုပ်သံဖိုင်လူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ကရုပ်သံရိုက်ကူးနေတဲ့လူငယ်နဲ့ရေစင်းကူးနေသူ၄ဦးလုံးပျောက်ဆုံးနေပြီးအကုန်ရေနစ်သေဆုံးသွားတယ်လို့ယူဆက ကယ်ဆယ်ရေးအဖွဲ့တွေကလိုက်လံရှာဖွေခဲ့ကြပါတယ်ဒီနေ့အထိရှာတာပါ9ရက်ရှိပါပြီတခါမှအခုလိုသတင်းအစာအနာမရတာမျိုးမကြုံဘူးဘူးပုံမှန်ဆို3ရက်ဆိုပေါ်ပြီးပွဲတွေလည်းပေးထားပါတယ်တဲအောက်တဲချင်းနဲ့မြုပ်နေတာဖြစ်မယ်လုံးဝမြုပ်သွားတာလားမသိဘူးအန်နာမှာဝဲကရှိတယ်လို့ဒေတာခန်တူကပြောပါတယ်ကြောင်ဆုံးနေတဲ့အမျိုးသားလေးဦးဟာအသက်30ဝန်းကျင်အရွယ်တွေဖြစ်ကြပြီးတာငူမျိုးရန်ကုန်မျိုးနဲ့ ARD တိုင်းတို့ကနေမြောက်ရီကိုလာရောက်အလုပ်လုပ်ကြတဲ့သူတွေဖြစ်တယ်လို့သိရပါတယ် သူတို့နေတဲ့အဆောင်ကလူတွေပြောတာတာငူရန်ကုန်နဲ့အေယာရီဘက်ကလို့ပြောတယ်ရေပဲနှစ်တလားတခြားအကြောင်းကြောင့်လားတွေးစရာတွေရှိနေတယ်ဗီဒီယိုတွေကတယောက်ကရင်းနှစ်သွားတာအဲ့ဒါကိုကဲကြရင်နှစ်တယ်လို့ယူဆကြတာပေါ့သူတို့ဆိုင်ကယ်တွေဖုံးတွေအကုန်ဒီတိုင်းကန်းဆက်မှာကြံခဲ့တာလို့ဒေသခံတအူးကပြောပါတယ်လက်တလောမှာပျောက်ဆုံးနေသူ၄ဦးရဲ့ရုပ်အလောင်းတွေပြန်လည်ရရှိအောင်ကယ်ဆယ်ရေးအဖွဲ့တွေကဒီကနေ့အထိရှာဖွေနေဆဲဖြစ်တယ်လို့သိရပြီးကြောက်ဆုံးနေသူတွေကိုလည်းပုံစံမျိုးမျိုးနဲ့ဝေဖန်မှုတွေရှိနေပါတယ်ရှင်။ နောက်ထပ်သတင်းတပုတ်အနေနဲ့ပေါင်းမျိုးနယ်နဲ့အမြိုင်မျိုးနယ်ကြားစစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ပြီးစစ်သား၃ဦးအရှင်ဖမ်းဆီးရမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းပေါင်းမျိုးနယ်နဲ့အမြိုင်မျိုးနယ်တွေမှာကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်နေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်၃ဦးကိုအရှင်ဖမ်းမိထားတယ်လို့မြိုင်ပခဖကသတင်းထုတ်ပြန်ထားပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာလပထမပတ်အတွင်းစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ပြူစောထီတွေအထိုင်ချနေထိုင်နေတဲ့ ဝုံချုံးရွာနဲ့တစ်ချိုကုန်းကျေးရွာတို့ကိုတော်လန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ကြအရာသိရပါဗျ။ဒါအပြင်ပင်တောင်ပြူစောတိရွာကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်မြည်ပြူစဉ်ပေါင်းနယ်မှာရောက်ရှိနေတဲ့စိတ်ဖြူကပ္ပစာတပ်မှစစ်သားနဲ့ပြည်သူစစ်တွေအင်အားအလုံးကြီးနဲ့စစ်ကူရောက်လာတာကြောင့်တိုက်ခိုက်မှုအစီအစဉ်ကိုပြန်ပြောင်းရွှေ့လိုက်ရတယ်လို့အညာမြေတပ်ပေါင်းစုကပြောဆိုထားပါဗျ။အဆိုပါစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာပေါင်းမြို့နယ်တောင်ပိုင်းရှိကျေးရွာတွေနဲ့ညာမြို့နယ်ရှိကျေးရွာတွေကို စစ်ကြောင်းထိုးကပါရာမော်တာတွေနဲ့ဖုံးကျဲပြီးဒေသခံပြည်သူတွေကိုတပ်ဖြတ်တာတွေနေအိမ်တွေမိရှို့ဖျက်ဆီးတာတွေအပြင်နေမိုင်းတွေထောင်ထဲအထိပါပြုလုပ်လို့ပြည်သူတွေအသက်ဆုံးရှုံးတာတွေဖြစ်ခဲ့တယ်လို့လည်းသိရပါဗျ။ယခုလက်ရှိအနေအထားအရတော့ပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်ရှိကြေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုခက်ဆိတ်ဆိတ်လှုပ်ဆောင်နေတယ်လို့လည်းသိရပါဗျ။ဒါအပြင်နွေမာလာ20ရက်နေ့ကလည်းမြိုင်မြို့နယ်ရှိကံကြီးကုန်းရွာကိုဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူ၅ဦးသေဆုံးပြီး 20ဦးခန့်ဒဏ်ရာရရှိက နေအိမ်အလုံး20နဲ့အထက်ပျက်စီးခဲ့တယ်လို့လည်းအညာမြေတပ်ပေါင်းစုရဲ့ထုတ်ပြန်ချက်အရသိရပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တိန်းထောင်ကြီးတန်းအလေးချိန်85ဘိတ်သာရှိတဲ့ကြေးခေါင်းလောင်ကြီးပျောက်ဆုံးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းဒေသကြီးဆလင်းမြို့နယ်မကြီးပင်ပူကျေးရွာအုပ်စုစေတုရှင်ကုန်းကျေးရွာဖျားဝင်းအတွင်းရှိအလေးချိန်85ဘိတ်သာဝန်းကျင်ရှိတဲ့ကြေးခေါင်းလောင်ကြီးဟာ နိုဝင်ဘာလ18ရက်နေ့ကပျောက်ဆုံးသွားခဲ့တယ်လို့ဒေသခံတွေရဲ့သတင်းပေးမှုအရသိရပါတယ်။အဆိုပါကျေးခေါင်းလောင်းကြီးပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးစစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အား80လောက်ဟာဖော်ကားနစီလိုက်ထရက်ကားတစ်စီးနဲ့စေတုရှင်ကုန်းကျေးရွာအတွင်းကိုတိုင်တက်စင်လိုက်လံရှာဖွေနေကြတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေရဲခွေပြူခွေတွေစုစုပေါင်းအင်အား80လောက်လိုက်လံရှာနေကြတယ်။စစ်တပ်အတိုင်းဝိုင်းကလည်းဒီခေါင်းလောင်းကြီးကို PDF တွေဖိုးပါတယ်ဆိုပြီးဝါရမိုင်းတိုက်နေတယ် စေတုရှင်ကုန်းကျွာကအကျန်းဖက်စေုပ်စုနေမြေပါစေတုရှင်ကုန်းကျွာမှာလည်းပြူစောတိတွေများပါတယ်လက်ရှိပြည်သူတွေအနေနဲ့ကဒီကျေးခေါင်းလောင်းကြီးပျောက်တာဟာပြူစောတိတွေခွဲယူတယ်လို့ပဲပြောဆိုနေကြတယ်ဘာလို့လဲဆိုတော့ဒီနယ်မြေမှာအကျန်းဖက်စေုပ်စုနဲ့ပြူစောတိတွေစိုးမိုးအုပ်ချုပ်တဲ့နေမြေဖြစ်နေလို့ပါလို့ဒေသခံတူကမြို့တော်ကိုပြောပါတယ်ကြောက်ဆုံးသွားတဲ့ကျေးခေါင်းလောင်းကြီးကိုအလူရှင်တွေဖြစ်တဲ့ဦးမြနဲ့ဒေါ်လာမီသားစုကမြမာတက္ကရေ1343ခုနှစ်ကလူရန်ခဲ့တာကြောင့် ေခေါလောင်းကြီးရဲ့တက်တန်းဟာယခုဆိုရင်တက်တန်း44နှစ်ရှိပြီဖြစ်ကအခုခေတ်တန်ကြီးအရာဆိုရင်သိန်းထောင်ကြီးတန်နေပြီဖြစ်တယ်လို့သိရပါဗျ။ဒီနယ်ဘက်မှာကပြည်သူတွေသွာလာလှုပ်ရှားဖို့လဲအတော်လေးခက်ခဲတယ်။ဘသူမှအပြင်းမထွက်ရကြဘူး။နေကင်းဘက်တောင်ထွက်ဖို့သွာလာလှုပ်ရှားဖို့ကမလွယ်ကူနေဘူး။ဖះရနဲ့အနီးကပ်ဆုံးအိမ်ကလည်းပြူစောတီးကောင်းဆောင်ဖြစ်တယ်။အုတ်ချုပ်ရည်မှုထွန်းနိုင်အိမ်မှာပြူစောတီးတွေကဖះဝင်းကြီးမှာဆိုနေ့ရောညရောကင်းပတ်နေတာ။သူတို့တွေပဲအမြဲရှိနေတာ။ ီကြားတွေကပျောက်သွားတယ်ဆိုတာကစဉ်းစားစရာပါပဲအလေးချိန်85ဘိတ်သာဝင်းကျင်ရှိတဲ့ကြေးခေါင်းလောင်းကြီးကိုအ ਨੇ ဆုံးလူ9ယောက်လောက်မှရမှာတဲဖို့ဆိုရင်လဲ3မိန်းဆိုင်ကကာနွားလဲတို့နဲ့တဲယူမှရမှာကြောက်ဆုံးသွားတဲ့နေရာအနီးတစ်ဝိုက်မှာတော့ဘေးတွဲဆိုင်ကဘိန်းရာတွေတွေ့ရလို့ပြောတယ်ဒါကြောင့်ဒေသခံပြည်သူတွေကတော့အကျန်းဖတ်စေအုပ်စုရဲ့ပြူစောကြီးတွေပဲခိုးနိုင်တာလို့ဒေသခံတကူကမြို့တော်ကိုပြောပါတယ်စေတုရှင်ကုန်းကြီးရွာကအင်ချေတရားဝင်းချင်ခန်းရှိပြီးပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ အဲ့ဒီနယ်မြေဘက်ကိုလောလောဆယ်စစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နိုင်ခြင်းမရှိသေးတာကြောင့်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့စစ်တပ်ထောက်ခံသူပြူစောထီးတွေကစိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်မရှင်ပြောခွင့်ရသူကတရုတ်နိုင်ငံရဲ့ One China Policy အပေါ်မြန်မာနိုင်ငံကအစဉ်အမြဲထောက်ခံရည်တည်လျက်ရှိကြောင်းပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်မရှင်ပြောခွင့်ရသူသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်နိုင်ငံရဲ့ One China Policy အပေါ်မြန်မာနိုင်ငံကအစီအမဲထောက်ခံရည်တည်လျက်ရှိကြောင်းပြောဆိုသွားပါတယ်။ဒါဟာဂျပန်ဝန်ကြီးချုပ် Mrs. Takaichi ရဲ့ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးပြောကြားခဲ့မှုအတွက်စစ်ကောင်မရှင်ရဲ့သဘောထားကိုထုတ်ဖော်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံကတရုတ်တိုင်းပြည်ကိုတိုက်ခိုက်လာမယ်ဆိုရင်ဂျပန်နိုင်ငံကလည်းစီရီနီလန်းနဲ့ပြန်လည်လက်တုံပြန်ပေးမယ်လို့ဂျပန်ဝန်ကြီးချုပ်အစ်တကပြောဆိုခဲ့တာပါစစ်ကော်မရှင်ကတရုတ်နိုင်ငံရဲ့တရုတ်တနိုင်ငံနဲ့မူဝါဒကိုခိုင်မာစွာထောက်ခံရည်တည်လျက်ရှိပြီ တရုတ်နိုင်ငံနဲ့မူဝါဒအပေါ်မြန်မာနိုင်ငံကခိုင်မာစွာထောက်ခံလျက်ရှိတာကိုစစ်ကောင်ဆောင်ကတရုတ်နိုင်ငံကောင်ဆောင်များနဲ့တွေ့ဆုံချိန်တိုင်းမှာထက်လောင်းအတီးပြုခိုင်မာစွာပြောကြားခဲ့ပြီးဖြစ်တယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောခဲ့တာပါတရုတ်အာကိုပြီးနယ်မြေတွေပြန်တောင်းနိုင်တာတိုင်းသားလက်နက်ကင်တွေကိုဖိအားပေးရန်ခဲ့တာကြောင့်စစ်ကောင်မရှင်ကတရုတ်လုံးသမျထောက်ခံမှာဖြစ်တယ်လို့တရုတ်ရဲ့မူဝါဒမှန်သမျှကိုလည်းတသွေးမတိန်ထောက်ခံမှာပါပဲအခုဆိုအမေရိကန်ဘက်က ကြားဖြန့်အရေးနဲ့ပတ်သက်ပြီးစစ်ဆေးဖော်ထုတ်တာတွေလောက်တော့မှာဆိုတော့တရုတ်နဲ့ပိုပြီးနီးနီးကပ်ကပ်နေဖို့စစ်ကော်မရှင်ဘက်ကပြင်နေတာတွေတွေ့ရပါတယ်လို့စီရီယံပုံမှုဆွဲတော်ကမြို့တော်ကိုပြောပါတယ်။ဒါအပြင်ဗိုလ်ချုပ်ဇော်မင်းထွန်းကတရုတ်မြန်မာနှစ်နိုင်ငံဟာအိန္ဒိယမိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီးမဟာဗျူဟာမိတ်ဖက်နိုင်ငံများနဲ့အေးအတူပူးများအတိုင်းအဝန်းကိုတည်ဆောက်နေတဲ့နိုင်ငံများဖြစ်ခြင်းကိုမြန်မာနိုင်ငံကအထူးအလေးထားတန်ဖိုးထားကြောင်းငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီး၅ချက်ဤပထမချက်ပါအတိုင်း တရုတ်နိုင်ငံရဲ့နေမြေတည်တံ့ခိုင်မြဲမှုနဲ့အချို့အခြားအနာပိုင်ဆိုင်မှုအားမြန်မာနိုင်ငံကလေးစားပြီး၎င်းအချက်အပေါ်ကာကွယ်ခြင်းကိုလည်းမြန်မာနိုင်ငံကအစဉ်အမြဲထောက်ခံရည်တည်လျက်ရှိကြောင်းပြောဆိုခဲ့ပါသေးတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Trump နဲ့ New York မြို့တော်ဝင်သစ်မန်ဒါနီတို့တွေ့ဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ American သမ္မတ Donald Trump ဟာတောက်ကြနေ့မှာ New York မြို့ရဲ့မြို့တော်ဝင်သစ်ဖြစ်လာမဲ့ဇော်ဟန်မန်ဒါနီနဲ့တွေ့ဆုံခဲ့ပါတယ်။ ထရန်ကမန်ဒါနီကိုရွေးကောက်ပွဲအနိုင်ရတဲ့အတွက်ဝမ်းမြောက်ကြောင်းနဲ့အလွန်ကောင်းမွန်တဲ့မျိုးတော်ဝင်ဖြစ်လာမယ်လို့ပြောကြားခဲ့ပါတယ်။အခုလိုမတွေ့ဆုံခင်မှာထရန်ကမန်ဒါနီကိုကွန်မြူနီဝါဒီလို့အကြိမ်ကြိမ်ခေါ်ဆိုကမကြာခဏဝေဖန်ခဲ့တာပါ။အခုတော့တမရထရန်ကအင်ဗျူရောမှာသူတို့နှစ်ဦးကြီးကျယ်တဲ့အစည်းအဝေးလုပ်ခဲ့တယ်လို့ပြောခဲ့ပြီးသူတို့အာယုံဆိုင်တာကအသုံးချေလျှော့ချမှုနဲ့တံမိုးနဲ့အင်အားတွေငားရမ်းမှုအကြောင်းအရာတွေဖြစ်ပြီးသူမျော်လင့်တာထက်အများကြီးပိုတဲ့သဘောတူညီမှုရခဲ့တယ်လို့လည်းပြောခဲ့ပါဗျ။ ထရန်ကသူပိုကောင်းလာလေကျွန်တော်ပိုပြောလာလေပါပါတီမှာကွာခြားချက်မရှိဘူးလို့ကျွန်တော်ပြောမယ်ဘာမှကွာခြားမှုမရှိပါဘူးကျွန်တော်တို့သူ့ကိုလူတိုင်းရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ကူညီတော့မှာပါအာကောင်ကြီးဘေးကင်းနဲ့နယူးယောက်ရှိဖို့ပါမင်္ဂလာပါမစ္စတာမြို့တော်ဝင်းလို့ပြောဆိုခဲ့ပါသေးတယ်မန်ဒါနီကအစည်းအဝေးဟာနယူးယောက်မြို့ရဲ့ချစ်ချင်းနဲ့လေးစားခြင်းကို မျှဝေမှုကိုအဓိကထားပြီးကျင်းပခဲ့ကြောင်းအလေးထားပြောကြားခဲ့ပါတယ်ဒါအပြင်သမရထရန့်နဲ့ကျွန်တော်တို့နှစ်ယောက်လုံးဟာ ျွန်တော်တို့ရဲ့ယက်တီချက်နဲ့အမြင်တွေအပေါ်အယံရှင်းလင်းတယ်လို့ထင်ပါတယ်။တမရနဲ့ပတ်သက်ပြီးကျွန်တော်တကယ်သဘောကျတာကကျွန်တော်တို့တွေ့ဆုံခဲ့တာဟာသဘောထားကွဲလဲတဲ့နေရာတွေအပေါ်မှာအာယုံမဆိုင်ခဲ့ခြင်းပါ။အဲ့ဒီမှာအများကြီးရှိပေမဲ့နယူးယောက်စီးတီးမှာနေထိုင်သူတွေကိုကူညီဖို့ကျွန်တော်တို့မှာရှိနေတဲ့တူညီတဲ့ရွယ်ချက်တွေကိုလည်းအာယုံဆိုင်ခဲ့တာပါလို့မန်ဒါနီကပြောခဲ့ပါသေးတယ်။မန်ဒါနီဟာဒီမိုကရက်တစ်ပါတီမှာအသက်34နှစ်အရွယ်ကိုယ်စားလှယ်တဦးဖြစ်ပြီးအခုလအစောပိုင်းကမြို့တော်ဝင်ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပြီး ဇန်နဝါရီလကစပြီးမြို့တော်ဝင်အဖြစ်တာဝန်ယူမှာဖြစ်ပါတယ်။သူဟာဆေးရသားတွေနဲ့လူငယ်တွေကိုကူညီဖို့အင်ကားကားတွေရှော့ချဖို့တိုးတက်တဲ့အပြောင်းလဲခြေလှမ်းတွေကိုအပြင်းအထန်အကောင့်တဲဖော်ဖို့တွေးကြော်ခဲ့ပြီးစီးပွားရေးလုပ်ငန်းတွေနဲ့တထေးတွေအပေါ်အခွန်တွေတိုးမြင့်ပြီးအဲ့ဒီစီမံကိန်းတွေကိုငွေကြေးထောက်ပံ့မယ်လို့ပြောဆိုထားပါတယ်ရှင်။မြို့တော်ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေစဉ်တင်ဆက်ပေးမှာမို့ ညိုတော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလမြောက်ပါစေကြောင်းနဲ့တဘာဝဘေးရနေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းညိုတော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။